ဆလာမ်အလိုက်ကွမ်ဝရဟမတူလာဟီဝဘရကာတူဟူယနေ့ဟီဂျရီ1448ခုတပြောစာနီ22ရက်ခရစ်နှစ်2025ခုနှစ်အော်တိုဘာလ15ရက်နေ့ဗုဒ္ဓဟူးနေ့မှာ5မိနစ်တောင်ရင်းခေရဲ့တင်ကန်းစာအမတ်စင်1163ကိုတင်ပြမှာပါဘဝအတွက်စံတက်တဲ့မူတစ်ခုကိုထူးဆစ်ဖို့အတွက်အစ္စလာမ်ကဘာရဲ့လွန်တမ်းမှာကြော်ကြားတဲ့ပညာရှင်ကြီးဒေါက်တာအိုင်စ်အယ်ကာနီကအခုလိုပြောပါတယ်အကယ်၍သင်ဟာနေ့စဉ်နေ့တိုင်းကောင်းမှုရဲ့မျိုးစိတစိတ် ချက်ပက်လျက်လူတို့ရဲ့စိတ်နှလုံးထဲမှာပြုံးရိပ်တစ်ခုစီစိုက်ပျိုးလျက်နှလုံးသားတိုင်းမှာကျေးဇူးတရားတစ်ခုစီရွက်ပေးလျက်ရှိမယ်ဆိုရင်သင်ဟာပုံမှန်ကောင်းမွန်တဲ့ဘက်ကိုတိုးတက်ပြောင်းလဲလာမှာဖြစ်ပါတယ်။နာယီစက္ကန့်နေဟာသင်အတွက်အခွင့်အလမ်းကောင်းတွေကိုဖန်တီးပေးနေတဲ့သင်ကတော့တတိမထားမိပါဘူး။မိနစ်တည်းဟာသင်ဘဝရဲ့ကြော့စင်ကိုရက်လုံနေကြတယ်။သင်သိမြင်မနေဘူး။စက္ကန့်နေဟာသင်တတန်းကနေပြီးတော့အခိုက်အတန့်တွေကိုနှုတ်ယူနေကြတယ်။သင်ကမီလီယိုလက်ရှိနေတယ်။ ဘလိုပဲဖြစ်ဖြစ်တင့်အနာဂတ်ကိုဖန်တီးရမှာတင့်ကိုယ်တိုင်ပါဝင်လိုက်ပါတဲ့အောင်မြင်မှုတွေပေးဆပ်မှုတွေဝမ်းမြောက်ဖွယ်ရာတည်င်းနေနဲ့ကောင်းတဲ့အခြေအနေတွေနဲ့ပြည့်နှက်နေတဲ့တင့်ဘဝရဲ့စမ်းသစ်တဲ့မူသစ်တစ်ခုထွက်ပေါ်လာပါလိမ့်မယ်တဲ့ဒေါက်တာအစ်အယ်ကာနီရဲ့ဤတာကျကိုဘာသာပြန်ဆိုတင်ပြခြင်းဖြစ်ပါတယ်အစ္စလာမုအလိုင်ကွမ်ဝရဟ်မတ်တူလာဟီဝဘရကာတူ